ငါတို့ဘယ်လိုပြောမှမသိဘူး။ဒါလေးစမ်းတော့ကြည့်လေ။စေစားပုံမနူးညက်တော့တဘာဝကော်ဖီစစ်စီညတာပြည့်ပြည့်တဲ့ရတာတဲ့။ဘယ်လိုလဲ။အင်းဟုတ်တယ်နော်။ Nescafe Blend and Brew တဲ့။ ကျွန်တော်ကကစားချိန်နေပါတယ်ငယ်တည်းကအာအလုပ်ကိုပဲအိမ်လုပ်တွေပဲဝိုင်းလုပ်ခဲ့ရတာများတယ်ကျွန်တော်ကစားတာဆိုလို့ကျွန်တော်တို့ကတမျိုးလုံးကလည်းမိမရေများတယ်ကျွန်တော်တယောက်တည်းပဲယောက်ျားလေးမွေးခဲ့တာဆိုတော့အမေမလေးချက်တောင်ရိုင်းဝင်းရိုက်နေတာပဲရှိတယ်အဲကျွန်တော်ဥစ္စာတော့ကျွန်တော်မရှိဘူးပြီးတော့အလုပ်ကလည်းကိုကအိမ်မှာကအာကျွန်တော်အကြီးဆုံးကျွန်တော်အတော်လေးမားလေးနဲ့အတော်လေးနဲ့နေခဲ့ရတာဆိုတော့ဟိုအလုပ်ကလည်း ရှင်နေရဆိုတော့လေဟိုကျွန်တော်အောက်မှာလဲညီညီမလေးတွေကျတော့ကိုကအကြီးဆုံးဖြစ်နေတဲ့အတွက်အိမ်လုပ်ကိုလုပ်ရင်းနဲ့ပဲဟိုတခြားတော့အကစားမမလုပ်ဖြစ်ပါဘူးအခုတရုတ်ဆောင်လောက်တော့မသားမလို့ဂျင်ဆော့ဖြစ်တယ်အားလည်းပဲလုပ်ဖြစ်ပါတယ်ငွေတော့တော့ကျွန်တော်ရတာတော့အယံဝါသနာပါတယ်အခုချိန်လည်းကျွန်တော်ရတာတော့လိမ့်တက်တော့မှာဟုတ်อืมဒီဇာမတ်တရားတော့ကျွန်တော်ရေကူးရက်တက်ရှင်တယ် ငငယ်တွေကအရေးဆိုအရင်ကြောက်တယ်အဲအမတ်တရားတော့အဲ့လိုပါပဲငငယ်ချင်းတွေနဲ့သွားပြီးတော့ရေးသွားပြီးတော့ချောင်းနဲ့ရေးသွားကူလိုက်တာအဲ့ဟိုလေးဘွားနေပြီးဒါမင်းတို့ရမှာခေါင်းကမြမြဟိုရှင်တော့နေနေပြီးပြင်ရောက်ထောင်နေရပါအဲ့ဒါအမတ်တရားပါကျွန်တော်ရတဲ့အလွဲလေးတွေကတော့အများကြီးပေါ့အဲ့အလွဲလေးတွေမှာကျွန်တော်ဆရာကျွန်တော်အဖေလိုကျွန်တော်တုံးနေဆုံးမခင်ဦးကြီးထွန်းလင်းပေါ့ သူနဲ့ရိုက်နေတဲ့အချိန်မှာမမရရ2000ဒေါ်လာစီရဲဆိုတဲ့ကားလေးရိုက်နေတဲ့အချိန်အဲဒီကမှကျွန်တော်ကဒရိုက်တာလောက်ရတာပေါ့ဒရိုက်တာမြင်းစီးပြီးလာတဲ့အခန်းအဲဒီခေတ်မှာကျွန်တော်ကမြင်းကမစီးတတ်ဘူးမြင်းကမစီးတဲ့ကားမှာဟိုမြင်းပေါ့သူကအိုင်းလေးပဲရိုက်နေတဲ့အချိန်မှာကျွန်တော်ကနေပြီးတော့မြင်းပေါ်ကနေခုန်ဆင်းလိုက်တယ်ဆင်းပြီးတော့မြင်းကိုပါအောင်ကင်လိုက်တယ်အမမြင်းကလန့်ပြီးတော့အမြခွန်တရောက်ခွန်းတော့တရောက်ခွက်လုံးပတ်ပြေးနေအဲ့လိုအဲ့အားလေးတော့အမတရပါပဲတော်သေးရပေါ့အဲ့ချွတ်တဲ့တချွတ်တဲ့မမရှိတော့နှမို့ဆိုတော့ခွန်းပြီး ကျွန်တော်အရင်သဘောကျခဲ့တာတော့ကိုလင်းမိုးပေါ့အဲ့ဒီအချိန်တုန်းကကိုလင်းမိုးသဘောကျတယ်အဲ့ဘာဘာကိုလင်ငွေတော့လောထောင်ကောင်းကောင်းအရေးချစ်ချစ်လို့ခန့်ခန့်ရရကိုကြိုက်တာဟုတ်ကျွန်တော်နေရဆိုတော့ဟိုကိုလင်မို့သဘောရညတေယုတ်ဆောင်လာလဲရန်ကောင်းတဲ့ကိုလင်မဟာသားလဲဟာသားနိုင်တဲ့ဒရမိုင်းနဲ့သူဘတ်ဆောင်တော်တဲ့ဟိုမင်းသားတည်းဖြစ်နေတော့မင်းသမီးရဲ့မှာတော့အဲ့လိုမျိုးဥမတ်ဥဝဲရဲ့မဆုမျက်နှန်သားရဲ့မတတတ်မို့ဦးရဲ့နောက်တော့ဘုရားမခိုင်တင်ကြီးရဲ့အမနီမီတန်နုရဲ့ ။နောက်ပြီးဥယျာအောင်ကကျတော့ဟိုတွေးလွင်မှုတော့တိုင်ခင်ပေါ့။အဲ့ဒီကိုပြန်အောင်နေပြီတန်းလို့ဆိုအရင်ကြိုက်တယ်။ဟောအခုခင်မှာကကျတော့ကျွန်တော်တေးဆုံးမဖြစ်ခင်မှာ၃ဆင့်ပေါ့။အဲ့လိုသဘောကျခဲ့ကိုမြင့်မြတ်ကိုအရင်သဘောကျရတယ်။ကိုပြေတီဦးကျတော့ဟိုမဟိုမတတ်မမြန်ဟိုကြိုက်သေးရမတတ်မမြန်ကြိုက်လဲချက်ပါကိုပြေတီဦးကတော့မသိဘူးပေါ့နော်အဲ့ချိန်တုန်းကတော့ဟိုမတတ်မွန်ကတွေ့တော့ကိုပြေတီဦးကြည့်တဲ့အခါကိုတူကိုပြေတီဦးရဲ့ identity ကသဘောကျတော့ကိုပြေတီဦးကိုလည်းကြိုက်တယ် အဲကျွန်တော်အနေနဲ့ character အစုံအလုံးလို့ကိုလောက်ရမှာအဲအချောက်ကားဆိုလည်းတခါလေးကျရင်မထအောင်ပေါ့နော်ဒီကားမှာဒီလိုကော design တာနောက်ကားမှာဆိုရင်ကိုကအလိုအဝတ်စားအစားမတူအောင် changes လုပ်တယ်အမေမကရင်အရန်ပြင်ပန်းပါလေအတူတွေပါရထဲတဲ့ခါကျတော့အရန်ကျင်တဲ့ကျတဲ့ရတဲ့ပင်လဲပင်ပန်းနေအခုဘာဖြစ်လဲဆိုတော့ဝိတ်ရှာတာပေါ့နော်ကျွန်တော်ကကိုယ်ကလေးတော့ခုရပြီဟေးဆိုရင်အချောက်ကားဆိုလည်းအဲ့လိုပဲမင်းကလေးစက်ရုပ်ကိုရရမှာအော်ဒါပေမဲ့ကိုကိုကြီးရဲ့လူကြည့်မြလူကြီးများသောအဖြစ်ကလည်းအဲ့လိုမျိုးအချောက်လေးတွေပဲများသောအဖြစ်ကြည့်ကြမယ်အဲ့တော့ကျွန်တော်ကြီးရဲ့ ကြည့်တယ်သူတို့အရင်သဘောကြတယ်အဝတ်တာစားတာမိခဲ့ပြင်ဆင်အားစအာကိုကပြီးစလွယ်မလုပ်တော့ဘူးအဲ့လို့ဆိုကိုဒီပြီးစလွယ်လှုပ်လိုက်ရင်သူတို့အတွက်မရောရှိရလေသူတို့သူတို့ကသူဘာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်နေဖြစ်နေဒါပေမဲ့သူတို့ဇယုတ်ဝင်ရတဲ့အခါကျရင်တော့သူတို့အကောင်းဆုံးမြင်ချင်းကြတယ်အကောင်းဆုံးဖြစ်ချင်းကြတယ်အဲအဲ့ဒါလေးကိုကောင်းလို့ထည့်ပြီးကျွန်တော်ဘက်ကအကောင်းဆုံးပြင်ဆင်ပေးတယ် သိန်း60ပေးရတယ်အဲ့ဒါဘာဖြစ်နေရလဲအခန်းထဲလိုက်ခဲ့ပါဟဲ့ကျဲမနှခန်းလေးပြတ်သွားတာအပြတ်ပါဘူးပဲပြတ်နေတာဟဲ့တလီဘရန်လေဒေဥဆောင်ဆိုတာကတန်လုံးတရုတ်လူလေဟိုတည်တဲ့နဲ့လည်းပဲတည်တယ်မတည်ဘဲနဲ့ပြောချင်တယ်လို့လည်းပြောမယ်ကျွန်တော်တို့လောကမှာလည်းပေါ့အပြင်လောကမှာလည်းအတိုက်ခိုက်ဆိုရရှိမှာပဲဘလောက်ပဲကောင်းတော့လုံးလုံး အစိုးမြင်တယ်လို့တော့အစိုးမြင်မှာပဲကိုလက်ခံတာလည်းလုပ်ဖို့အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲကျွန်တော်သွားတယ်ကျွန်တော်မင်းသားမလုပ်ခင်နဲ့အသေးသေးသားဟိုယူဆမရှိအရှောက်ဒီစားရှင်ဖွင့်ချောင်းလဲအဲ့နှစ်ခုကလည်းပါတစ်ခုမှမရှိဘူးအဲ့တော့ကျွန်တော်တို့ဒီဟိုအဲ့ရောက်ခေါင်းထဲမဲ့ဆိုကျွန်တော်တို့ကျင်းတဲ့တိုက်ခတ်ကိုပြောင်းမယ်ကျွန်တော်တို့ကျင်းတဲ့ပန်းနိုင်အောင်မရောက်နိုင်ဘူးကိုကလူငယ်လူငယ်ဆိုတဲ့အတိုင်းကျွန်တော်တို့စူးစမ်းမယ်ကိုသွားကျင်းတဲ့နေရာတစ်ခုကိုတိုက်တိုက်မဲ့ချောင်းရောက်အောင်သွားမယ်အဲ့ဒါပဲကျွန်တော်စဉ်းစားတယ် ကျွန်တော်ကရန်ကုန်မှာဆိုရင်မိသားစုနဲ့တူတူမနေရတဲ့အခါကျောစိတ်ညစ်စရာစိတ်တကြဆိုင်အများကြီးရှိတယ်။အဲဒီလောကမှာလည်းစိတ်တကြဆိုင်အများကြီးရှိတယ်။ဒါပေမဲ့ဘာလို့ကိုစဉ်းစားလဲငါသည်အခုအသက်အစိတ်ကျော်လာပြီအသက်စိတ်ကျော်လာပြီဆိုတော့ဟိုတတန်းသုံးခုရှိရပေါ့နော်ပထမရွယ်ဒုတိယရွယ်တတိယရွယ်ငါဒုတိယရွယ်ရောက်နေဒုတိယရွယ်ရောက်တဲ့အချိန်မှာငါစီးပွားရေးလုပ်ရမှာပတ်စံရှာမဲ့ရွယ်အဲ့တော့ငါပတ်စံရှာကိုရှာမှာဒီလုံးမလုပ်လဲပြင်မှာလဲရှာမှာအဲ့တော့ငါသည်ဒီလုံးမှာငါအကောင်းဆုံးဖြစ်အောင်ငါလုပ်ခဲ့ပြီနံပါတ်တစ်ခုရခဲ့အဲ့တော့ ငါဒီလိုမလုပ်တော့ရှာလို့လုပ်ရမယ်ငါလုတ်ကိုလုပ်ရမယ်အဲဒီလိုမလုပ်တော့ရှာလို့ကိုလုပ်ရမယ်နောက်လို့ကဟိုစိတ်တကြစရာကြီးကြုံလာတဲ့အခါကျရင်ဟိုကျွန်တော်တကယ်ဂျင်းနေတယ်ပေါ့တကယ်ဟိုကိုညီကိုလိုပေါင်းတကယ်ဂျင်းနေတယ်တိုင်းပင်းနေအဲဟိုညီကိုတွေမောင်နှမတွေအကုန်လုံးစုပြီးထမင်းချက်စားတယ်ဒါလည်းကျအရင်စိတ်ညစ်လာပြီဆိုရင်ဟိုနိုင်ငံခြားခီးလေးကို shopping ထွက်လိုက်တာတော့ဘာလို့ရှိတယ်ဟိုအကြာကြီးလဲစိတ်တက်မကြတဲ့တည်းမှာကျွန်တော်မသွားဘူးစိတ်တကြတည်းမှာမသွားဘူးပြောရှင်အောင်လုံးမှာလဲကိုပဲစိတ်ညောင်းလုံးမှာလဲကိုပဲအဲ့တော့ငါဒီအပြစ်ဟိုစိတ်ညစ်ခံနေတော့ ਨੇ အပြောရှာမယ် အပြောရှာမယ်ဆိုတာကသူများလို့ club protector လို့ဟိုသိရမလားဟို၅ပါးသီလဟို show ပေါ့တဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်ဒီအခုရှင်ဒီကန်၅ပါးကိုတော့ကျွန်တော်လုံအောင်ထိုင်နေဒါပေမဲ့တရုတ်ဆောင်ဖြစ်တဲ့အတွက်နေတိုင်းကတော့မူတာဝါတာတော့ပြောရတယ်အဲ့ဒါတော့ကျွန်တော်သိရအခုကဟိုတစ်ခါတကယ်ချင်းတော့ဟိုဘီယာလေးပါတော့ဖြစ်တာလေးလေးရှိပါတယ်တေးဆောင်လုံးမလို့ဖြစ်ဘူးဆိုရင်တော့ကျွန်တော်အရင်အတိုင်းပဲကြောက်စရာမှာထမင်းဆိုင်ဖွင့်ပြလိမ့်မယ်ခင်ဗျ မရှိပါဘူးဗျာအဲ့တော့ကျွန်တော်ဒီဘာလို့လဲဆိုတော့ကျွန်တော်မိဘအတွက်ကျွန်တော်ညီကိုမောင်နှမရဲ့အတွက်ဟိုပေးစရမယ်တော်ဦးပေးစံမယ်တော့ခုတာဝန်ဝတ္တရားရရှိသေးတယ်အဲ့တော့ကျွန်တော်အနေနဲ့မပေးစံနိုင်ဘူးတာဝန်ဝတ္တရားဆိုတာလည်းမချေဖွင့်သေးဘူးအဲ့ကျွန်တော်အနေနဲ့ကျွန်တော်မိသားစုကိုပေးစံနိုင်တဲ့ဟိုတာဝန်ချေခြင်းနဲ့ဒါကြီးတရပြင်သေးတယ်အဲ့ကျွန်တော်အနေနဲ့ကတော့ဟိုအဲ့ဒီအခြေအနေအောင်ဆိုအကောင့်နဲ့မထည့်ဘူး ဟိုအရှင်တော့ပြောရရင်တော့ကျွန်တော်ဘောကအေးချင်မဲ့ဖြတ်သန်းချင်တာအာကျွန်တော်ဒီတက်မကွာဆံကောင်စူးစမ်းနေပါလေလို့ကျွန်တော်ဘုမအမားလေးပါလင်းခွန်လို့ပေးပါတကယ်လို့ကျွန်တော်တို့ကားလေးတို့နိုင်ငံခြားကားတွေရှင်ပြီးတော့မချိပါနဲ့အားလည်းချက်တွေအများကြီးရှိပါတယ်ဟိုကျွန်တော်ဘုမအဖက်ဖက်မပြေဆုံးတာလေးလည်းတခြားပေါ့နော်အာကျွန်တော်ဘက်ကလည်းကျွန်တော်တရုတ်ဆောင်တွေအားလုံးအခုစူးစီးပြီးတော့ဒီလောကယူတိုးတက်အောင်လဲဆွမ်းဆောင်နေပါတယ်အကောင်းဆုံးဖြစ်အောင်လဲလှုပ်ဆောင်နေပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အမားလေးပါလေးရှင်ခွန်လို့ပေးပါလို့ပြောချင်ပါတယ်ဟုတ် ငါတို့ဘလိုရီပြောမှမသိဘူး။ဒါလေးစမ်းတော့ကြည့်လေ။စေစားပုံပုံနူးညံ့တော့တဘာဝကော်ဖီစစ်စစ်ရဲ့ညတာပြည့်ပြည့်တဲ့ရတာတဲ့။ဘလိုလဲ။ဟင်းဟုတ်တယ်နော်။ Nescafe Blend and Brew တဲ့။